ားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဒီကနေ့မှာဖျားရဲ့နှုတ်ကပတ်တော်ကိုတူတူကပြန်လဲလေ့လာဖို့အတွက်ကိုကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့ဖျားရဲ့နှုတ်ကပတ်တော်ကတော့တင်နဲ့အတူဆိုတဲ့ခေါင်းစဉ်အားဖြင့်ကျွန်တော်ဖျားရဲ့နှုတ်ကပတ်တော်ကိုရွေးချယ်ထားပါတယ်ဆိုတော့ဖျားရဲ့နှုတ်ကပတ်တော်ဟာဖျားကိုချစ်တဲ့ဖျားရဲ့သားသမီးတွေအားလုံးအတွက်နေ့စဉ်နဲ့နေ့တိုင်းခွန်အားဖြစ်စေတဲ့ဖျားရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ဒါကြောင့်ဒီကနေ့မှာလဲဖျားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်အပတ်စဉ်တိုင်းမှာကျွန်တော်မနေ့9နိုင်မှာထုတ်လွှင့်လဲရှိပါတယ် အဲ့တော့ကျွန်တော်ကျွန်တော်ဖခင်ရဲ့နှုတ်ဘတ်တော်ကိုကျွန်တော်အစဉ်မြဲမနေ့9နာရီမှာနားတော်တာဆင်ခြင်နေဆိုရင်တော့ BHM live channel ကိုပြန်ပြီးခါမှကြည့်ရှုလို့ရတယ်ဆိုတော့ထပ်လောင်းပြီးမှကျွန်တော်တရင်ကောင်းပါချင်ပါတယ်ဒီနေ့အတူတူကဖခင်ရဲ့နှုတ်ဘတ်တော်ကိုလေ့လာဖို့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့ကောင်းစဉ်ကတော့သင်နဲ့အတူဆိုတော့အကြောင်းအရာလေးပဲဖြစ်ပါမယ်ဆိုတော့ကျွန်တော်အခြေပြုကြမ်းချက်လေးကတော့ရှင်မသက်ခရစ်ဝင်ကြအခန်းကြီး၈အပိုက်ငယ်၁ကနဲ့ငါအထီးပဲဖြစ်ပါမယ်ဆိုတော့ဖခင်ရဲ့နှုတ်ဘတ်တော်ကိုကျွန်တော်ခဏလေးဆူတောင်းဆက်ကနှံကြရအောင် တက်ရှင်းတဲ့ဖရားနာမတော်ချီးမွမ်းတယ်ဒီနေ့ကိုရဲနှုတ်တော်ထွက်ကိုသာသမီတို့ကြားနာတဲ့အခါမှာသာသမီတို့အတွက်ခန္ဓာချမ်းမာခြင်းအတွက်ဖြစ်စေတော်မူပါဝိညာဉ်ချမ်းမာခြင်းအတွက်ဖြစ်စေတော်မူပါစိတ်ချမ်းမာခြင်းအတွက်ဖြစ်စေတော်မူပါအီယာတစ်ခုစီတိုင်းဟာကိုရဲဘုံတော်ထင်ရှားဖို့ဖြစ်စေတော်မူပါကြားနာသူတို့တော်လကောင်ဟောပြောသူတို့တော်လကောင်ကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါရောက်စီတိုင်းအသက်ရှင်ရခြင်းဒီကိုရဲဘုံတော်ထင်ရှားဖို့ဖြစ်စေတော်မူပါယေရှုနာမဖြစ်စုတောင်းဆက်ကနှံကြပါဖာဖရားတခင်အာမင် ဆိုတော့ကျွန်တော်ဒီနေ့မှာတင်နဲ့အတူဆိုတဲ့ကောင်းစဉ်အားဖြင့်ကျွန်တော်ရွေးချယ်ခြင်းနဲ့အကြောင်းရင်းကအတိကာတော့ဗာလဲဆိုတော့လောကမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာတင်ရော ကျွန်တော်ကိုအသက်ရှင်တဲ့အခါမှာကျွန်တော်နဲ့အတူအမြဲတမ်းဘသူပါရှိလဲအဲ့ဒါသိပြီးမှအရေးကြီးပါတယ်လောကမှာကျွန်တော်အသက်ရှင်တဲ့အခါမှာတခါတလေကျတော့ကျွန်တော်နဲ့အမြဲတမ်းအတူငွေရှိတယ် တကယ်တငယ်ချင်းတွေရှိတယ်ကျွန်တော်ရဲ့သာသနာတွေရှိတယ်အဖွဲ့အစည်းတွေရှိတယ်ဆိုတော့အရာတွေရွှေငွေပေါ့လောကစည်းစိမ်ဥစ္စာတွေနဲ့ရှိတယ်ဆိုပြီးကျွန်တော်တခါလေးဝါကြွားတတ်ပါတယ်ဒါမဲ့တေချာလေးကျွန်တော်ပြန်စဉ်းစားတဲ့အခါမှာလောကမှာကျွန်တော်နဲ့အစဉ်အမြဲအတူပါရှိတယ်ဆိုတာကရှိလားမရှိပါဘူးတခုမှမရှိဘူးအရာအားလုံးကတိမ်ခါရာကြီးပဲဖြစ်ပါတယ်အရာအားလုံးကအနတ္တပဲဖြစ်တယ်တခုပြီးတခုဘာဖြစ်လဲဆိုတော့အားလုံးကပျက်စီးသွားတာပဲ ဒါပေမဲ့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး၈အပိုင်ငယ်တစ်ကနဲ့ကျွန်တော်ငါအထီးသွားလေ့လာတဲ့အခါမှာကျတော့သင်နဲ့ကျွန်တော်တို့နဲ့အတူအမြဲတမ်းရှိတော်သူရှိတယ်အဲ့ဒါကဘာလဲအီမာနွေလဖျားသခင်ခရစ်တော်ဖျားပဲဖြစ်ပါတယ်ထို့ဖျားရှင်တာရွေးပုံကြည့်ပါစေသင်ခက်ခဲနေတဲ့အချိန်မှာသင်ဝမ်းနည်းနေတဲ့အချိန်မှာသင်ကြေကွဲနေတဲ့အချိန်မှာသင်ဘယ်သူမှအားမပေးတော့တဲ့အချိန်မှာသင်ကိုယ်သင် တတ်သိမယ်လို့ကြံစီတော့တဲ့အချိန်မှာတော့မှသင်ကိုချစ်နေတဲ့ဘုရားကသင်နဲ့အတူအမြဲတမ်းပါရှိပါတယ်။အဲ့ဘုရားကဘာတူလဲ။သင်ကိုဖန်ဆင်းသောဘုရားဖြစ်တယ်။သုံးပါးတစုလို့ကျွန်တော်ခေါ်တဲ့သင်ကိုဖန်ဆင်းတဲ့ဘုရားပဲဖြစ်ပါတယ်။သင်ကိုအရင်မဲ့ချစ်လွန်းတဲ့ဘုရားပဲသင်နဲ့အမြဲတမ်းအတူပါရှိတယ်ဆိုတော့ကျွန်တော်ပြောပြစေ။အဲအเจ้าရကိုသင်နဲ့ကျွန်တော်ကိုယ်တိုင်ကမြည်းစမ်းသိရှိတဲ့ဘုရားရဲ့သားသမီးတွေဖြစ်ဖို့သိပြီးခါမှအရေးကြီးတယ်။ လောကမှာဒီကနေ့မှာလူတိုင်းကရှာဖွေနေတဲ့အရာသူတို့နဲ့အစင်ထာဝရအမြဲတမ်းသူတို့နဲ့အတူရှိမလို့ထင်တဲ့အရာတွေကဘာတွေလဲတခါတလေကြိုက်ဖျားအစာအသိန်းတော်တွေဖြစ်တတ်တယ်။ဖျားအစာနာမည်ကျော်ကြားခြင်းတွေဖြစ်တတ်တယ်။ဖျားအစာမိသားစုတွေဖြစ်တတ်တယ်။ဖျားအစာမိဘတွေဖြစ်တတ်တယ်။ဖျားအစာကိုယ့်ရဲ့ဇနီးတွေဖြစ်တတ်တယ်။ဖျားအစာကျွန်တော်တို့ပတ်စံတွေဖြစ်တတ်တယ်။ အရာအလုံးဟာဖျားနေရမှာအစာထိုးလာတဲ့အခါမှာ အရာအလုံးဟာအနတ္တပဲဖြစ်တယ်။ဒါကြောင့်မဲ့တေဒနာကျမ်းမှာဆောလမုန်မင်းကြီးကရေးထားတာ everything is a vanity အရာအလုံးဟာအနတ္တပဲဖြစ်တယ်။ဒါပေမဲ့သူနောက်ဆုံးမှပြောထားတာဖျားမပါရင် အရာအလုံးဟာ vanity အနတ္တပဲဖြစ်တယ်တဲ့။ဖျားပါရင်အရာအလုံးဟာ okay ဖြစ်တယ်။အကြောင်းဖះနဲ့ကျွန်တော်တို့နေ့စဉ်နေ့တိုင်းရှောက်လန်းတဲ့ဖះရဲ့သားသမီးတွေဖြစ်ဖို့တိတ်ပြီးမှအရေးကြီးပါတယ် ။ပေရက်ရှိတာပူတာမဲတာဆင်းရဲတာချမ်းသာတာကအဓိကမဟုတ်ပါဘူး။အဓိကကဖျားရှင်ကတင်တဲ့အတူပါရှိတယ်လို့ကျွန်တော်တို့နဲ့အတူပါရှိဖို့ကသိပ္ပိကမှာရေးကြည့်ပါရယ်။ဒါကြောင့်ကောင်းစဉ်ကိုတင်တဲ့အတူလို့ကျွန်တော်ပြောထားတာပါ။အဲ့ဆိုကြည့်အောင်ဖျားရဲ့နှုတ်ကပတော်မောင်တကယ်အခုနကျွန်တော်ပြောတဲ့အရာတွေမှန်ကန်တယ်လားမမှန်ကန်ဘူးလားကြည့်အောင်။ရှင်မသက်ခရစ်ဝင်ကြခန်းကြီးရှိအပိုင်ငယ်တစ်ကနဲ့ငါကျွန်တော်ဒီရက်နေ့ဖတ်သွားပါစေ။ကိုရိုဒီတောင်ပေါ်ကဆင်းကြတော်မူလေမြားစွာသောလူပေါင်းတို့ဒီနောက်တော်သို့လိုက်ကြ၏။ ထိုကာနူနာဆွဲသောသူတယောက်ဒီပြက်ဝက်လျက်တခင်လိုတော်ရှိရင်ကျွန်ုပ်ကိုတန်ရှင်းစေနိုင်တော်မူသည်ဟုလျှောက်လေ၏သုံးမှာယေရှုကလည်းငါလိုရှိတန်ရှင်းခြင်းသို့ရောက်စေဟုမိန့်တော်မူလျက်လက်တော်ကိုဆက်၍ထိုသူကိုတို့တော်မူ၏ထိုခနာချင်းတွင်နူနာပြောက်၍တန်ရှင်းခြင်းသို့ရောက်လေ၏လေးမှာယေရှုကလည်းတင်တရီပြူဤเจ้าရကောအဘယ်သူအားမြမပြောနှင့်ယေဘရဟိထံသို့သွား၍ကိုကိုပြလော့ သူတပား၌တက်တည်ဖြစ်စေခြင်းကမောရှိစီရင်မှထားတော်ပူဇော်တက်ကာကိုဆက်သားလို့ဟုမိန်တော်မူ၏အဲ့ဒါပြီးတဲ့နောက်မှာဘာလုပ်တလဲဆိုတော့ကပိရဏောင်မြို့သို့ကြွတော်မူဆိုလို့များကျွန်တော်တွေ့လို့ရပါတယ်ဒီထက်မှကျွန်တော်ဘာသင်ခန်းစာယူလို့ရတယ်လဲဆိုတော့ဘသူရဲ့အကြောင်းအရာလဲအတိတ်ကအဖြစ်မှနူနာတဲ့ရဲ့အကြောင်းအရာကိုကျွန်တော် highlight လုပ်ချင်တယ်ဆိုတော့တောင်ပေါ်ဒေသနာပြီးတာနဲ့မသည်ကိုကြည့်လိုက်တဲ့ကျွန်တော်အခန်းကြီး9 6 9တောင်ပေါ်ဒေသနာ ဲ့ပြီးတာနဲ့ခရစ်တော်ကတောင်ပေါ်တင်တာပြီးတာနဲ့ပြန်ကြွလာတဲ့အချိန်မှာနောက်တော်ကိုခရစ်တော်ရဲ့တရားကိုမဝတဲ့လူလူထောင်နဲ့တောင်းတဲ့ချီကလိုက်ကြတယ်လိုက်တဲ့အချိန်မှာအဲ့မှာထူးထူးဆန်းဆန်းလိုက်တဲ့လူတယောက်ကဘသူရှိလဲဆိုနူနာတဲ့တယောက်ရှိတယ်ဆိုတော့နူနာတဲ့အကြောင်းကိုကျွန်တော်တို့အသေးစိတ်သွားကြည့်တဲ့အခါမှာဘယ်မှာလဲဆိုတော့ Leviticus ဝတ်ပြုရချမ်းမှာသွားကြည့်ပါနူနာတဲ့ဆိုတာကလူများနဲ့ကျွန်တော်တို့ကထူထူကနေလို့မရဘူး ူရဲ့နူနာဖြစ်လာပြီဆိုတော့ယေပရောဟိတ်ရှင်မှာသွားပြရတယ်ယေပရောဟိတ်ကမတန်ရှင်းမှုသူဟာနူနာတဲ့ဖြစ်ပြီဆိုတော့ तू ကဘယ်မှာသွားလဲဆိုလူတွေနဲ့တော့ဝေးတဲ့နေရာမှာနေရတယ်တမျိုးနဲ့ပြောရရင်တော့ခွဲခြားပြီးနေရတယ်မြို့ပြင်တို့เนาะဇရက်တို့ဒီမှာသူတို့ကိုထားပါတယ်နူနာတဲ့ရှိတဲ့နေရာတီးတန်ထားတယ်မိသားစုနဲ့လည်းခွဲခိုင်းတယ်ဘလောက်ချစ်တဲ့မိသားစုဖြစ်ပါစေခွဲရတယ်လေမယားဆိုလည်းခွဲရတယ် အဲ့လိုနဲ့သူတို့က society လို့ခေါ်တဲ့အဖွဲ့အစည်းအနေတော်မှသူတို့ကိုတီးတန့်ခွဲထားတယ်။သူတို့ကမြို့ထဲသွားချင်တဲ့ဆိုရင်ကျွန်တော်နူနာတဲပါ၊ကျမနူနာတဲပါ၊ကျွန်တော်နူနာတဲပါဆိုပြီးမှအော်ပြီးမှသွားရတယ်။ဒါမှပဲလူတိုင်းကနော်သူတို့လည်းဘယ်နှပေလောက်ကွာပြီးမှနေရမယ်ဆိုတဲ့တတ်မှတ်ချက်တွေရှိတယ်။အဲ့အတိုင်းသွားပြီးမှပဲသူတယောက်တည်း loneliness ကြေကွဲခြင်းဝမ်းနေခြင်းပူဆွေးခြင်းတွေနဲ့သူကနေရတယ် အဲ့နူနာတဲ့ကဒီလိုမျိုးခံစားရပေမဲ့လဲသူစိတ်ဓာတ်မကြဘူးဆက်စိတ်ဓာတ်မကြဘဲနဲ့လူအပေါင်းမြောက်များစွာရှိတဲ့ကြားထဲမှာသွားပြီးခါမှခရစ်တော်ဟာအရာအလုံးကိုတတ်နိုင်တဲ့ဘုရားဖြစ်တယ်လောကမှာဘယ်အရာကိုမှ ခွဲခြားထားတဲ့ဘုရားမဟုတ်ဘူးလူသားမှန်သမျှကို ချစ်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုကောင်းကောင်းသိတဲ့အတွက်ကြောင့်နူနာတဲ့ကဘေးပဝန်းကျင်ရဲ့ပြောတဲ့စကားတွေကိုဂရုမစိုက်ဘူး တကယ်တော့လူနာတရဲ့เนาะအเจ้าညာကိုမောရှေကဘလို့ပြောထားတယ်လေလူနာတဲ့ဟာဘာမှမပြောဘဲနဲ့စီကန်းဖောက်လို့ရှိရင်ကြောက်ခဲနဲ့ပေါက်ပြီးတတ်စေတဲ့ဒီအရာတွေကိုတော့မှသူချိုးဖောက်ပြီးခါမှခရစ်တော်ရှိမှရဲရဲဝုတ်ဝုတ်နဲ့ချင်းကလာတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်လူအုပ်ကြားကြီးထဲမှာလူနာတဲ့ကခရစ်တော်ရဲ့ရှေ့မှာရဲရဲဝုတ်ဝုတ်နဲ့သူ့နှလုံးသားကိုတွန်းလောင်းပြီးမှ ခရစ်တော်ကိုဆက်ကပ်လိုက်တဲ့အခါမှာခရစ်တော်ကလူထောင်နဲ့တောင်းတဲ့အချိန်နောက်လိုက်ပေမဲ့လည်းပဲနှလုံးသားအဖြစ်ခေါ်တဲ့အတန်ကိုကြားတဲ့အခါမှာသင်နဲ့အတူရှိတဲ့ဖခင်ကျွန်တော်နဲ့အတူရှိတဲ့ဖခင်ခရစ်တော်ကိုယ်တိုင်ကဘာပြောလဲချစ်ချင်းလဲလူထောင်တောင်းတဲ့အတန်ကြားထဲမှာမှနူနာတဲ့အတန်ကိုကြားတယ် ပိုက်ရင်လည်းထုံနူနာဆွဲတော်သူပြတ်ဝက်လက်တခင်လိုတော်ရှိရင်ကျွန်တော်ကိုတန်ရှင်းစေနိုင်တော်မူဟုရှောက်လေလူအများကြီးကြားထဲမှာနူနာတဲ့ရဲ့စကားတန်ကိုဘုရားကကြားတယ်ဘလအောဖွဲကောင်းတယ်ဘုရားလဲတင်နဲ့အမြဲတမ်းအတူရှိတဲ့ဘုရားကတင်ရဲ့စကားတန်ကိုကြားပါတယ်မိတ်ဆွေစိတ်ဓာတ်မကြပါနဲ့မိတ်ဆွေတအားငယ်တဲ့အချိန်မှာဝမ်းနေတဲ့အချိန်မှာတင်ရဲ့စကားတန်ကိုဘုရားကကြားပါတယ် တည့်ရဲ့ငိုကြွေးတံကိုဖះကကြားတယ်။တည့်ရဲ့ကြီးကွဲနေတဲ့နှလုံးသားကိုဖះကတိတယ်။လူပေါင်းထောင်တောင်မြောက်များစွာကြားထဲမှာနှလုံးသားမှန်မှန်ကန်ကန်နဲ့လူနာတယ်ကလာတဲ့အခါမှာပတ်ဝန်းကျင်ကိုမကြည့်ဘူး။ဘဝချင်းကသူ့ကိုလက်ညှိုးငေါငေါထိုးတဲ့ဤမျိုးစုံနဲ့ပြည့်ရဲ့ပြူတဲ့ဟာတလောက်ကြရတယ်။ဒါမဲ့ဒါကိုကြည့်လာမကြည့်ဘူးခရစ်တော်ကိုတဆိုင်မှမကြည့်တယ်။ ီချင်းတရားကိုသူရင်ဆိုင်ရမယ်ဆိုတာကိုလည်းသိပေမဲ့လေခရစ်တော်ကိုတဆိုင်မတ်မတ်နဲ့ကြည်လာတဲ့အခါမှာပြေရပြူချင်းဟာတာလုံချင်းသူ့အမျိုးဆုံးလုံးမဲ့နောက်ဆုံးမှတည်တွန်းငါနဲ့တောင်မှ ရောက်နိုင်နေဆိုတဲ့နေရာနဲ့တောင်မှခရစ်တော်ကိုရဲရဲကြည်ပြလျှောက်လာတဲ့အခါမှာခရစ်တော်နဲ့တွေ့တယ်ဆိုတော့ကိုကျွန်တော်တွေ့လို့ရပါတယ်အဲ့ချိန်မှာတော့ပါလဲခေါ်ပါတယ်တခင်ရလို့တော့ရှိရင်ကျွန်တော်ရဲ့နူနာကိုပျောက်ကင်းစေပါ သူ့ပြောတဲ့ဇာတ်ကားကိုဖျားသခင်ခရစ်တော်ကိုယ်တိုင်ကကြားလိုက်တဲ့အခါမှာပိုက်ငယ်တုံးမှာယေရှုကလည်းငါလိုတော်ရှိတန်ရှင်းခြင်းသို့ရောက်စေဖို့မိန်တော်မူလက်လက်ရလက်ကိုဆန့်၍ထိုသူကိုတို့တော်မူ၏ဒီမှာကြည့်ပါနူရာတဲစီမင်းစီခန်းနေချိုးဖောက်တဲ့ဂျူဒာထုံးစံနေရအဲမှာခရစ်တော်ကိုယ်တိုင်ကလည်းသူ့ရှိမှာရဲရဲဝွတ်ဝွတ်နဲ့လာတော်သူ့ မှန်တယ်မြတ်ကိုပယ်တော့မှငင်းပယ်တယ်ဆိုတာမရှိဘူးတင်းနဲ့ကျွန်တော်လည်းဘလောက်ပဲဒုက္ခဆင်းရဲတွေကြုံတွေ့နေပါစေဘလောက်ပဲဘဝကြီးကြမ်းတမ်းနေပါစေငွေကြီးရဲ့ဖြစ်ချရှုံးနေသည်ဖြစ်ပါစေကျွန်တော်ခက်ခဲခြင်းတွေကြုံတွေ့နေတာဒုက္ခဘလို့မျိုးပြဿနာကြုံတွေ့နေပါစေလူနာကြဲကဲ့သို့ခရစ်တော်ရှိမှရဲရဲဝုန်းဝုန်းနဲ့တိုးဝင်လို့ရှိရင်ခရစ်တော်ကကျွန်တော်အားလုံးကိုလက်ခံပြီးမှညီတချင်းပေးမှဖြစ်တယ်အဲ့တိုင်းမဲ့လူနာတဲကသွားတဲ့အခါမှာ ခရစ်တော်ကအဲ့မှာဂျူးလူမျိုးတွေထုံနှန်းဆင်းလာကိုချိုးဖောက်တယ်။ဘလို့ချိုးဖောက်တယ်လဲ။လူနာတဲကိုထိတော့သူကဂျူးလူမျိုးတွေထုံမတန်ရှင်းဘူး။ခொနည်းရဲ့လုံးလုံးတခြားမှနေပြီးမှယေဘရဟိတ်တည်းပြန်ပြီးမှသူတို့ထုံနှန်းဆင်းလာအတိုင်းပြန်လုံပါလေ။တန်ရှင်းတာကိုဖြစ်တယ်ဆိုပြီးခါမှရှိပေမဲ့ခရစ်တော်ကချစ်ချင်းမေတ္တာအဖြစ်နူနာတဲ့ကိုကြည့်ပြီးခါမှတို့လိုက်တဲ့ခါမှနူနာရော့ကပျောက်သွားတယ်ဆိုတော့ကိုကျွန်တော်ကတွေးလို့ရပါတယ် ဖះကိုချစ်တဲ့ဖះရဲ့တာသမီးတင်နဲ့ကျွန်တော်ရဲ့အတ္တမှာလည်းပဲကျွန်တော်ကနူနာတဲ့ကဲ့သို့ဖြစ်ချိန်မှာဖြစ်မှာပါဒါပေမဲ့တင်ရဲ့ဝိညာဉ်ကျွန်တော်ရဲ့ဝိညာဉ်ကနူနာတဲ့ဖြစ်နိုင်တယ်ကျွန်တော်ရဲ့စိတ်တွေကနူနာတဲ့ဖြစ်နိုင်တယ်ကျွန်တော်ရဲ့ခန္ဓာတွေကနူနာတဲ့ဖြစ်နိုင်တယ်ခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးကဖះရဲ့ရှိမှနူနာတဲ့ဖြစ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဖျားသခင်ရှေ့မှာခရစ်တော်ရဲ့ရှေ့မှာ ကျွန်တော်တို့ကသွားပြီးမှလူနာတဲ့ကဲ့သို့တောင်းမှမိခါမှာကိုကိုကိုဖျားရှင်ရှင်မှာတိုးဝင်ချိတ်ကတ်တဲ့ဖျားရဲ့အသားသမီးတွေဖြစ်ဖို့တိတ်အရေးကြီးပါတယ်။အဲကြောင့်တင်နဲ့အတူရှိတဲ့ဖျားကတင့်ကိုအယမ်းချစ်တဲ့ဖျားဖြစ်တယ်။တင်ကိုဘယ်တော့ခမဆုံးပြစ်မှာမဟုတ်ဘူးဒါကိုအလိုပဲဒါဝိမင်းကြီးကဘလို့ပြောထားတယ်လဲဆာလန်ဆရာကြီးဘလို့ပြောထားတယ်လဲတဲ့ရဲ့မိဘတွေကတင့်ကိုဆွင့်ဆွင့်ပြစ်မယ်တဲ့ငါကဘယ်တော့ခမဆုံးမပြစ်ဘူး စာရင်ချမ်းမှာပေါ်ပြပေးထားတာဘယ်လောက်ကောင်းမြတ်တဲ့ဖရားဖြစ်တယ်လဲဒါတင်နဲ့အတူရှိတဲ့ဖရားပဲဖြစ်တယ်တင်ဆင်းရဲတာချမ်းသာတာတင်စီးဆိုင်ရှိတာမရှိတာတင်အသားမဲတာမအမဲတာတင်အောင်မြင်တာမအောင်မြင်တာကိုဖရားကစိတ်ဝင်စားဖရားစိတ်ဝင်စားတာကတင်ရဲ့နှလုံးသားကိုပဲဖြစ်တယ်ထို့ဖရားရှင်တားရဲ့ဘုံကြီးပါစေအကြောင်းတင်နဲ့ကျွန်တော်ကိုစိတ်ဝင်စားတော့ဖရားကတင်နဲ့ကျွန်တော်နဲ့အမြဲတမ်းအတူပါရှိတယ်ဒါကြောင့်မဲ့ကျွန်တော်ခရစ်မတ်ကာလတိုင်းမှာ အီမာနွေလာအီမာနွေလာဆိုပြီးကျွန်တော်တရားဟောလေးရှိပါတယ်အီမာနွေလာဖခင်ခရစ်စမတ်နေ့အတွက်ထဲမဟုတ်ပါဘူးဒီကနေ့နေ့စင်းနဲ့နေ့တိုင်းအတွက်ပဲဖြစ်တယ်အဲကြောင့်အီမာနွေလာဖခင်ကသင်နဲ့ကျွန်တော်နဲ့အမြဲတမ်းအားပေးနေတော်ဖခင်ဖြစ်တယ်အဲကြောင့်ဖခင်ကိုချစ်တဲ့ဖခင်ဒါပေမဲ့နူနာတဲ့ကဲ့သို့သွားပြီးမှခရစ်တော်ရဲ့ရှေ့မှာဒူးထောက်ပြီးမှ တောင်းလျှောက်လို့စိတ်နှလုံးသားအမှန်နဲ့ကျွန်တော်တောင်းလျှောက်လိုက်လို့ရှိရယ်သင်နဲ့ အမြဲတမ်းအတူပါရှိတဲ့ဖရာကတင့်ကိုဘယ်တော့မှစွန့်ပြစ်မှာမဟုတ်ဘူးတင့်ကိုအတီးတီးစေတော့သူဖြစ်မှာအောင်မြင်တော့သူတဲ့အတီးတီးစေတော့သူဖြစ်မှာဖြစ်တယ်နူနာတဲ့ဟာလည်းပထမမှာတော့ကြည့်ပါနူနာတဲ့ဘဝနဲ့ခရစ်တော်နဲ့တွေ့လိုက်တာနဲ့ဘာဖြစ်သားတလဲယောဂါပြောက်ပြီးမှကြာမှာတော့သူဖြစ်တယ်အဲ့နဲ့ခရစ်တော်ကဒီတိုင်းစိတ်လွှတ်တလားမစိတ်လွှတ်ဘူးဓမ္မဟောင်းမှာနူနာတဲ့ဖြစ်တယ်ဆိုတာကိုဘယ်သူကသတ်မှတ်တလဲယေဘရဟိတ်ကသတ်မှတ်တယ် တန်ရှင်းနေဆိုတာကိုဘသူကသတ်မှတ်တယ်လဲယေဘရဟိတ်ကပဲသတ်မှတ်တယ်မောရှိရဲ့လောကိုတည်တဲ့ကြောင့်ခရစ်တော်ကတန်ရှင်းပြီးတဲ့နောက်မှာနူနာတဲ့တန်ရှင်းပြီးတဲ့နောက်မှာပိုက်ငယ်လေးမှာတတိပြုပါတဲ့အဲအကြောင်းအရာကိုဘသူမှမပြောနဲ့တဲ့နင်သွားပြောစရာမလိုခရစ်တော်ငါ့ကိုတန်ရှင်းစေတယ်ငါ့ကိုပျောက်ကင်းစေတယ်သွားပြောစရာမလိုနင်ပြောရမယ်လို့နင့်ကိုနူနာတဲ့ဖြစ်စေတယ်လို့ပြောတယ်လို့ရှင်မှာပဲပြန်သွားပါတဲ့ယေဘရဟိတ်ထံသို့သွား၍ကိုကိုပြလောကြည်ပါအရင်တော့နင်ငါ့ကိုမတန်ရှင်းဘူးလို့ပြောတယ်ဟာ ခရစ်တော်နဲ့ငါတွေ့လိုက်တဲ့ချိန်မှာတော့အခုမှတော့ငါတန်ရှင်းပြီဆိုပြီးမှသွားပြလိုက်ပါတဲ့သူတပားနိုင်တက်တည်ဖြစ်စေခြင်းကမောရှိစီမှထားတော်ပူဇော်တက်ကာကိုလည်းဆက်လို့မိန်တော်မူအကြောင်းသွားပြပါရစ်ပွားဟိကတန်ရှင်းပြီလို့ပြောလိုက်တာနဲ့မောရှိစီရင်ထားတဲ့အတိုင်းဒီပူဇော်ခြင်းကိုပြုလုပ်ပါဆိုပြီးခါမှာခရစ်တော်ကစီလွှတ်လိုက်တယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်။အဲကြောင့်တင့်ကိုလူတိုင်းကအတိမတ်ပြုခြင်းမပြုမှာပါ။အဖွဲစီတိုင်းကအတိမတ်ပြုခြင်းမပြုမှာပါ။ဘယ်သူကမှအတိမတ်မပြုတော့မှဘုရားရှင်ကတင့်ကိုအတိမတ်ပြုပါရတယ်။ ကြောင့်သူလှုပ်ဆောင်တဲ့နေရာမှာအကောင်းဆုံးတော့အရာကိုလှုပ်ဆောင်တတ်တော်သူဖြစ်ဖို့သိပြီးခါမှအရေးကြီးပါတယ်။နူနာတေဟာလည်းဒီတိုင်းမဲ့သူလှုပ်ဆောင်လာတဲ့ခါမှာခရစ်တော်ကတန်ရှင်းစေပြီးတဲ့နောက်မှာပထမမှာနူနာတေဖြစ်ပြီးဟဲ့လို့ပြောတာနဲ့မိသားစု ဆွေမျိုးသားချင်းအတိုင်းအဝိုင်းအဖွဲအစီအသင်းတို့အကုန်လုံးကနဲ့ရရတခုလုံးကနဲ့ဖယ်ထားခြင်းကိုခံရတဲ့နေရာမှာအဲ့နေရာကနဲ့ခရစ်တော်နဲ့ပြန်ပြီးမှတွေ့ပြီးအနာရောဂါငြိမ်းလာတဲ့အချိန်မှာ ရစ်ပေါ်ဟိစုမှာပြန်သွားတဲ့အခါမှာမိသားစုဆွေမျိုးသားချင်းညီကိုမောင်နှမအဖွဲအစည်းအားလုံးအတိုင်းအဝိုင်းနဲ့မြို့ရွာတွေကပြန်ပြီးမှလက်ခံနိုင်အောင်ရစ်ပေါ်ဟိစုမှာပြန်ပြီးခါမှာတန်ရှင်းချင်းចောင်းရကိုသွားလုခိုင်းတဲ့အခါမှာပြန်ပြီးခါမှာနကူနေရာကိုပြန်ပြီးမှပို့ဆောင်ပေးတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်အကြောတင်မြတ်အတူရှိနေတော့သူဟာဘသူဖြစ်တယ်လဲဆိုတာတည့်အရေးကြီးတယ်။လူနာတင်ကြတော့သူနဲ့အတူရှိတာတခင်ခရစ်တော်အတူပါရှိတဲ့အခါမှာ နှစ်ကိုနေရာကို ပြန်ရတယ်။ဝမ်းနဲ့ကြေကွဲတယ်နဲ့ပျော်ရွှင်ခြင်းနှွေးထွေးခြင်းငြိမ်သက်ခြင်းနေရာကိုပြန်ရတယ်။မိတ်ဆွေတင်နဲ့ကျွန်တော်ကတော့ကျွန်တော်နဲ့အတူပါရှိနေတဲ့အရာကအသိတော်ကြီးတွေလားတာသနာကြီးတွေလားနောက်ပြီးမှကျွန်တော်တို့ရွှေငွေဥစ္စာတွေလားကျွန်တော်တို့စီးစိမ်ကျွန်တော်တို့ချမ်းသာခြင်းတွေလားနောက်ပြီးမှကျွန်တော်တို့ကြော်ကြားခြင်းတွေလား ကျွန်တော်တို့ကဘာပေါ်မှာအတော်ဆုံးဆိုတဲ့အရာနာမည်ကျော်တဲ့မက်ဆီရိုလို့ရော်နယ်ဒိုလို့မျိုးကိုလည်းကျွန်တော်နားနဲ့အတူရှိတာလားမဟုတ်ပဲနဲ့နူနာတဲ့ကဲ့သို့လောကကြီးကိုဖန်ဆင်းတဲ့ဖခင်တင်တဲ့ကျွန်တော်ကိုဖန်ဆင်းတဲ့ဖခင်ကတင်တဲ့အတူရှိသလားပြမိခါမှာဆင်ခြင်ဖို့ကျွန်တော်တတိပေးခြင်းပါတယ်နောက်ဆုံးတော့ကာလမှာကျွန်တော်အသက်ရှင်နေတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အသက်တာမှာနူနာတဲ့ကဲ့သို့ကျွန်တော်ရဲ့အသက်တာမှာခရစ်တော်နဲ့အတူ တက်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့ခရစ်တော်ရဲ့ချစ်ချင်းမြတ်တာကိုတာ၍နားလည်ပြီးဖာခမဲရဲ့ချစ်ချင်းမြတ်တာကိုတာ၍နားလည်ပြီးမှဝိညာဉ်တော်ရဲ့လမ်းပြမှုအဖြစ်လျှောက်လာတတ်တဲ့ဘုရားရဲ့သားသမီးတွေဖြစ်ဖို့သိပြီးမှအရေးကြီးပါတယ်။အဲဒါကြောင့်တင်နဲ့ဘသူရှိတယ်လဲဆိုတာကသိအရေးကြီးပါတယ်။ဒါကြောင့်တင်နဲ့အတူဆိုတဲ့ကောင်းစဉ်အတိုင်းတင်နဲ့အတူဘသူရှိတယ်လဲလောကအစီအစဉ်ဥစ္စာပဲရှိလား။မဟုတ်ဘဲနဲ့ လူနာတဲ့ကဲ့သို့ခရစ်တော်ပဲတင်နေတူရှိသလားဆိုတာကိုမိမိရဲ့တက်တာမှာဆင်ခြင်ပြီးမှလူနာတဲ့ကဲ့သို့ခရစ်တော်နဲ့အတူရှိပြီးမှလောကကိုအောင်နိုင်သောဖခင်ရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ဒီနေ့မှကျွန်တော်ဖခင်နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးချင်ပါတယ်။ကျမ်းစာတို့ရောက်စီတိုင်းပေါ်မှာဖခင်ကောင်းချီးပေးပါစေ။